မင်္ဂလာပါရှင်။ဇွန်လ28ရက်စနေနေ့အတွက်ရှင်ရင်ကုန်ရဲ့လှလှချရှာရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တွင်တေးမြို့နယ်တွင်မြမဂီတာနှင့်အခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်တေးမြို့နယ်တွင်ဇွန်လ29ရက်တွင်ကြာရောက်တဲ့မြမဂီတာနှင့်ကိုဂုဏ်ပြုသောအဖြစ်မြမနိုင်ငံဂီတာအစီအယုံတွင်တေးမြို့နယ်ကကြီးမှုပြီးမြမဂီတာနှင့်အခမ်းအနားကိုအမတ်နှင့်အခြေခံပညာအထက်တန်းကျောင်းပညာရေးသနာခမ်းမှမှကျင်းပကြောင်းသိရပါတယ်။ အခမ်းအနားတွင် Great A မှចောင်းသားចောင်းသူများကမြမចောင်း Great 9မှចောင်းသားចောင်းသူများကဇာတိမန်တိတချင်းများနဲ့အခမ်းအနားကိုဖွင့်လှစ်ပါတယ်။ဆက်လက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နှင့်ဦးဝင်းမြင့်မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌဦးဆန်းဝင်းတေးတန်ရှင်ဟိန်းဆန်တို့ကအမှတ်စကားများပြောကြားကြပါတယ်။အဲဒီနောက်2024ခုနှစ်25ချိန်မြောက်မြမရွာရင်ကျေးမှုစုကာရည်တီပြိုင်ပွဲတွင်ခရိုင်အဆင့်ပြိုင်ပွဲဆူရရှိသူများအားတာဝန်ရှိသူများကစုများထက်ဆင့်ချီးမြှင့်ကြပါသည် အဲဒီနောက်ရွှေကန်နဝင်းကြကြောတေဂီတာအဖွဲ့ကတေးတန်သားများဖြင့်ပြီးစုဖြောပေးကြကြောင်းသိရပါပါတယ်ရှင်။ဒီသတင်းကိုတော့မျိုးလိုင်ကပြပလာတာပါ။ဆလတ်တင်ဆက်ပေးမှာကတော့တန်လင်းပြည်သူစေယုံကြီးနှစ်ပတ်လည်အထိမ်းအမှန် Hospital Family Day 2025အခမ်းအနားကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။တန်လင်းပြည်သူစေယုံကြီးနှစ်ပတ်လည်အထိမ်းအမှန် Hospital Family Day 2025အခမ်းအနားကိုဇွန်လ29ရက်နေ့နဲ့10ရက်နေ့ကတန်လင်းပြည်သူစေယုံကြီးအစီအွေခန်းမှာကျင်းပကြောင်းသိရပါတယ်။ ရှေးဦးစွာတန်လင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်တိုင်ဝင်းကအမတ်တရားစကားပြောကြားပါရယ်ဆက်လက်ပြီးစေယဝင်းနေများကရွှေမိုးငွေမိုးတခြင်းဖြင့်၎င်း fitness dance တို့ဖြင့်တရုပ်ဖော်တင်ဆက်ကြပါရယ်အဲဒီနောက်စေယုံဦးကြီးဒေါက်တာချောနန်ဒီကစေယုံရဲ့တမိုင်းကြောင်းနှင့်ဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြပါရယ် အဲ့ဒီနောက် infection prevention control စုစံပြအထွေထွေဝန်ထမ်းစုတာဝန်ကြီးအထွေထွေဝန်ထမ်းစုများကိုတာဝန်ရှိသူများကပေးရချင်းမြင်ကြပြီးအမတ်တရလက်ဆောင်များပေးရခါစုပေါင်းတပ်ပုံရိုက်ကူးကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့လာတာပါ။နောက်ထပ်တင်ဆက်ပေးမှာကတော့စေကြီးခနောက်တို့မြို့နယ်တွင်မိုးရသည့်စုပေါင်းတပ်ပင်စိုက်ပျိုးဝဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးစိတ်ကြီးခနောင်တို့မြို့နယ်တွင်2025ခုနှစ်မိုးရသည့်စူပေါင်းတစ်ပင်ဆိုက်ပြိုးပွဲကိုဇွန်လ26ရက်နေ့နက်9:00နာရီကစိတ်ကြီးခနောင်တို့မြို့နယ်ဦးထွန်းအိုရက်ကွက်စိတ်ကြီးခနောင်တို့ဂျူဒရာအစင်းဖွံ့ဖြိုးရေးလမ်းမှာပြုလုပ်ကြောင်းသိရပါသည်။ တစ်ပင်စပ်ပြွဲတွင်စစ်ကြီးခနောက်တို့မျိုးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လိုင်၏အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများတက်တော်ဦးစီးဌာနတာဝန်ရှိသူများရခိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်များဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများမိသက်နှင့်ချက်ချင်းဤတူနာပြူတက်ဖွဲ့ဝင်များလူမှုရေးအသင်းဖွဲ့များကလမ်းပေးဝဲရာရှိတက်မှတ်နေရအသီးသီးတွင်မန်ချန်ရှားပြုပင်ပေါင်း900ကိုစုပေါင်းစိုက်ပျိုးကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဝေယံကပေးပို့လာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့ တန်လင်းမြို့နယ်ဓမ္မယတနာစာသင်တိုင်းရှိရဟန်းများအားကိုဗစ် -19 ရောဂါကာကွယ်ဆေးထိုးပေးတဲ့တင်ဖြစ်ပါတယ်။တန်လင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာဆန်လင်းဦးဆောင်သောကျန်းမာရေးဝန်ထမ်းများကဖျားကုန်းကျေးရွာအုပ်စုဗရုံဆန်ကျေးရွာဓမ္မယတနာစာသင်တိုင်းရှိကိုရင်ရဟန်းများအားကိုဗစ် -19 ရောဂါနှင့်ကျန်းမာရေးဆောင်ရှောက်မှုပေးခြင်းကိုဇွန်လ29ရက်နေ့နဲ့10ရက်နေ့ကအဆိုပါစာသင်တိုင်းမှာဆောင်ရွက်ကြကြောင်းသိရပါတယ်။အဲ့ဒီလိုဆောင်ရွက်ရာတွင် ကိုဗစ်19ရောဂါကာကွယ်ဆေးထိုးပေးခြင်းရာသီတုတ်ဂွေရောဂါသွေးလုံတုတ်ဂွေရောဂါဝမ်းပြက်ဝမ်းလျှော်ရောဂါအရှိပြားနှင့်တခြားရောဂါများရှိတဲ့လူနာ32ဦးအားကျန်းမာရေးစစ်ဆေးကုသခြင်း TB ရဖာလူနာ2ဦးနဲ့ END River Luna တူလွှဲပေးခြင်းများကိုစာပေးကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဖြိုးတီဟာကပြပို့လာတာပါ